်အလုံးလျှောက်တဲ့အခါမှာအလုံးလျှောက်ကြသူတွေအနေနဲ့ပေါ့နော်စီမီရရတဲ့အခက်အခဲတွေကိုဆိုင်ရတတ်ပါတယ်ပြီးတော့ဒီအချိန်မှာ AI tools တွေကစီမီရဖို့အတွက်ကိုပို့ပြီးတော့မြန်ဆန်စေဖို့အတွက်ကိုအရင်ကအထောက်အပံ့ချစ်စေပါတယ်ကျွန်တော်ကျမတို့ဒီနေ့မှာတော့ AI ကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင် resume တွေ CV တွေဘယ်လိုဖန်တီးရမလဲဆိုတာကိုမျှဝေပြပါပါမယ်။ပထမဆုံးအနေနဲ့ AI ကိုမူကြမ်းရေးဆွဲတဲ့ tools တစ်ခုအဖြစ်အသုံးပြုလို့ရပါတယ်။ AI က document တွေကိုသူက generate လုပ်ပေးတဲ့အခါမှာ ဒေါကူမန့်တစ်ခုရဲ့ဖွင့်စည်းတိဆောက်ပုံနဲ့ဒီဒေါကူမန့်ထဲမှာအဓိကစကားလုံးတွေ keywords တွေကိုရှင်းပြရမှာအကောင်းဆုံး tools တစ်ခုဖြစ်ပါတယ်။အဲ့တော့ကိုရှောင်းရှင်ရဲ့အလုပ်ရဲ့ job description ကို AI ကိုပေးပြီးတော့ဒီအလုပ်ရဲ့ kajian ရဲ့ CV ရဲ့အချင်းချင်း summary ကိုဘယ်လိုရေးဆွဲသင့်လဲဆိုတာကိုမေးလို့ရပါတယ်။ဒါမှမဟုတ်လို့ရှင်လည်းဘယ်လိုစကားလုံးတွေသုံးသင့်လဲဆိုတာကိုမေးလိုက်မေးလို့ရပါတယ်။အဲ့တော့ဒါက CV ရဲ့ဘူဂျန်နဲ့အခြေခံ CV ရဲ့ structure ဖွင့်စည်းပုံကိုအချိန်တိုအတွင်းထဲမှာရရှိစေပြီးတော့ ကိုယ့်ရဲ့အချိန်ကိုတိတိတသားရှင်းချပေးနိုင်ပါလိမ့်မယ်။ဒုတိယချက်အနေနဲ့ကကြတော့ကိုယ့်ရဲ့ကိုယ်ပိုင်တိကျက်မှုနဲ့အရေးသားတိကျောက်မှုကိုစစ်ဆေးရပါလိမ့်မယ်။ AI ကပေးလိုက်တဲ့အဖြေကိုပေါ့နော်ဒီတိုင်း copy ယူရာမျိုးကိုရှောင်ကြဉ်ပါ။ AI ကတခါတည်းမမှန်တဲ့အချက်အလက်တွေကိုထည့်သွင်းပြီးတော့ပေးတတ်တာကြောင့်ကိုယ့်ရဲ့အတွေ့အကြုံတွေ ဟိုအလုံးလုံးရတဲ့ရက်စွဲတွေ၊ဒိတ်တွေပြီးတော့ company name တွေပေါ့နော်။ဒါတွေကတခြားပြင်ဆင်ဖို့လိုအပ်ပါတယ်။ဒါအပြင်မှာ AI ရေးထားတဲ့အောင်မြင်မှုတွေကိုကိုယ့်ရဲ့တိကျတဲ့ maintenance တွေ၊ရလဒ်တွေ၊ metrics တွေနဲ့အစားထိုးပြီးတော့ကိုယ့်ရဲ့ personality ၊ကိုယ့်ရဲ့ personal data တွေကိုထည့်ပြီးပို့အရေးကြီးပါတယ်။နောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကတော့ ethic နဲ့ယုံသားမှုကိုဦးစားပေးရပါမယ်။ AI ကိုအသုံးပြုခြင်းကအလုံးအတွေ့အကြုံ ကိုလုံးဝမရှိဘဲနဲ့ရှိတဲ့အောင်နေခိုင်းဖို့မဟုတ်ပါဘူး။အဲ့တော့အလုံးရှင်တွေကလည်း AI generated content ကိုအလွယ်တကူသိနိုင်ပါတယ်။ဒါကြောင့်ရေးတဲ့အကြောင်းအရာတွေကလိုသားမှုရှိရမှာဖြစ်ပြီးတော့ interview မှာလည်းကိုယ်တိုင်ပြန်လည်ဖြေဆိုနိုင်တဲ့အချက်အလက်တွေဖြစ်ရပါမယ်။အဲ့တော့ AI ရဲ့အခွင့်အရေးနဲ့ထူးခြားတဲ့စီဗီဒီဇိုင်း ုံထိထိရရောက်နဲ့အရေးသားနိုင်ပါလိမ့်မယ်။ကျောင်းအဖြစ်ပြောရမယ်ဆိုလို့ရှိရင် AI ကိုကျွန်တော်တို့က draft တစ်ခုအနေနဲ့အသုံးပြုတဲ့အရေးသားတိကျမှုနဲ့ပြန်လည်တိကျခြင်းတွေကိုကိုယ်တိုင်ပြန်လုပ်မယ်။ပြီးတဲ့အခါမှာလည်း ethical ကြကြအသုံးပြုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကထိရောက်တဲ့ CV ကိုဖန်တီးနိုင်ရုံနဲ့မကဘူး။ကိုယ့်ရဲ့ career အတွက်ကိုလည်းအများကြီးအောက်ပြုစေမှာဖြစ်ပါတယ်။